အားလုံးမင်္ဂလာပါ UK Master ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion ပြည်သက်တည်းအားလုံးမင်္ဂလာပါပြီးခဲ့တဲ့ရာသီ La Liga နဲ့ပြည်တွင်းပြိုင်ပွဲ၃ရက်လုံးမှာအောင်မြင်ခဲ့ပြီး Supla တွေရတဲ့ FC Barcelona အသင်းက La Liga ရဲ့ပြိုင်ပွဲရဲ့အကောင်းဆုံးဘောလုံးသမားစုနဲ့တူးချင်းစုတွေအားလုံးရခဲ့တယ်ဆိုခုလောဆယ်မှာ Real Madrid ကဒီနေ့ညရာသီတို့ကတကယ်ကိုအပြောင်းလဲတွေအများကြီးလုပ်နေတယ် ဒိန်ဂေါ်ဆန်ကိုခေါ်တယ်ထရိုင်အလက်ဇန္ဒာအာလိုကိုခေါ်တယ်။နောက်အေဗရိုဖာနန်ဒက်စ်ကိုခေါ်ပြီးတဲ့အချိန်မှာဖရန်ကိုဒါမက်ဆူတန်လို့ဆိုတဲ့ချက်တိတ်လေးကိုပါခေါ်လိုက်တယ်။ဆိုတော့လူငယ်တွေသွေးသစ်တွေအများကြီးနဲ့မက်ဒရစ်ကပြောင်းလဲလာတဲ့အချိန်မှာဘာစလိုနာအသင်းကတော့အပြောင်းလဲအချို့လုပ်ဖို့တော့ပြင်ဆင်ထားတယ်။သူတို့လက်ရှိစကွတ်ကိုသဘောကျပြီးတော့မှတချို့ပိုဇီရှင်လောက်ပဲပြောင်းမယ်။ဆိုတော့ပထမဆုံးအနေနဲ့လာလီဂါဘောလုံးဖွဲ့ချုပ်ကနေ ်ပြီးခဲ့တဲ့နှစ်အတွက်ဒါပြည်တွင်းပြိုင်ပွဲအားလုံးမှာဆွမ်းဆောင်ရအကောင်းဆုံးဖြစ်တဲ့ FC Barcelona အသင်းကိုတူးချင်းစုတွေချင်းမြင်လိုက်တယ်ဆိုတော့ Barcelona အသင်းက La Liga Champions League ဖလားဖြစ်ပြီး La Liga ရဲ့အကောင်းဆုံးအသင်းကိုရွေးချယ်ခဲ့တယ်အကောင်းဆုံးနီးပြစုကို Germany လူမျိုးနီးပြ Hansi Flick ကို Barcelona အသင်းရဲ့နီးပြအဖြစ်ဒါဒီ La Liga ကရွေးချယ်ခဲ့ပြီးတော့အကောင်းဆုံးတနစ်တာအကောင်းဆုံးဘောမှာစုကို ဘာဆိုနာရဲ့တောင်ပန်ကစားမရာဖီညာကိုရွေးချယ်တယ်အကောင်းဆုံးလူငယ်ကစားမစုကိုတော့ဒါလူငယ်ကစားမလမင်ယမားကိုရွေးချယ်ထားတယ်ဆိုတော့ဒါကဘာဆိုနာအသင်းဒီယာတီမှာဒါသူတို့တဝူးချင်း individual ရောအကောင်းဆုံးစွမ်းဆောင်မှုတွေတွဲ recognize လုပ်ခင်ရပြီးလာလီကာကချီးမြှင့်ထားတယ်ဒါပေမဲ့အခုလာလီကာမှာဘာဆိုနာဟာလုံးဝကိုမဒရစ်ရဲ့ response ကိုသူတို့တုံ့ပြန်ရမယ်ဆိုတော့အခုကလပ်ဘက်ကဒါအခု Ansu Fati ထွက်သွားပြီး မိုနာကိုကို72တန်းနဲ့ပြောင်းတယ်တရားပြီးအကားပြီးတာနဲ့အပီးသက်ပြောင်းပြီးကလပ်ဖက်ကအခုလောလောဆယ်မှာတောင်ပန်ပိုဇီရှင်ကိုပဲအဓိကထားတယ်အထူးသဖြင့်အိုက်ဘေတောင်ပန်ပေါ့လေအိုက်ဘေတောင်ပန်တကယ်တမ်းကျတော့ဘာဆိုနာကဒဟရာမရရင်သူတို့ဘက်ကပြဿနာမရှိပေမဲ့အိုက်ဘေတောင်ပန်တယောက်ကိုသူတို့အဓိကကြည့်နေတယ်ဆိုကလကအစပိုင်းလုံးကအန်ဒရီးယားခရစ်စတီယန်ကိုရောက်မယ်ရိုနယ်အာဟူဟူကိုရောက်မယ်လို့ပြောထားတဲ့တိုင်အောင်တကယ်တမ်းမှာဒီစားမောက်တွေအသင်းမှာဆက်ရှိဖို့ရှိတဲ့ အဝူဟိုကကလပ်နဲ့စာချုပ်တိချုပ်ထားတယ်။အန်ဒရီယာခရစ်ရှင်စင်က2026ထိစာချုပ်ရှိပြီးတော့သူ့အနေနဲ့အသင်းကထွက်ဖို့အစီအစဉ်မရှိဘဲနေရာရဖို့အတွက်စူးစမ်းသွားမယ်လို့ဆိုထားလို့တစ်ချိန်တည်းမှာပဲဒါဂျူးစ်ကွန်ဒီရဲ့ညာနောက်ခံလူဘက်ကအထွတ်အဲရီကာစီယာကိုသူတို့သဘောကျတယ်အဲရီကာစီယာကိုကြိုက်တဲ့အတွက်ဒါလက်ရှိမှာညာနောက်ခံလူတယောက်မခေါ်တော့ဘူးလို့ဆုံးဖြတ်ထားတယ်ဆိုတော့ကလပ်ကအခုယွမ်ကာစီယာတယောက်ပဲခေါ်ထားတယ် အစပညာရဲ့ဂိုအစပညာရဲ့ဂိုမာကိုယူရို25တိုင်းရောချေးစာချုပ်နဲ့ခေါ်ထားတဲ့ဘာစလိုနာကမာအန်ဒရီတက်စီကန်နဲ့အီနာကီပညာနှစ်ယောက်ထဲကတယောက်ကိုရောင်းမယ်မာအန်ဒရီတက်စီကန်ကတော့မထွက်ချင်ဘူးဆိုတော့အခုလောလောဆယ်မှာဘာစလိုနာအသင်းဘက်ကတေချာပေါက်တောင်းမှန်ပဲလူးစ်ဂျီအက်ကိုလီဗာပူးကတန်း90အောင်ရရင်လုံးဝရောင်းချဖို့အစီအစဉ်မရှိကြောင်းကြေညာထားတယ်လို့ Marcus Rashford ကိုလည်း Manchester United ကတန်းလီးစေဆို Barcelona ဘက်ကအဲ့ position ကို တောင်းလျှောက်သဘောကျနေတယ်ဆိုတော့အခုလောလောဆယ်မှာ Barcelona က transfer window မှာလူတွေအများကြီးခေါ်ဖို့မသေးကြတဲ့အချက်က Champions League ပြိုင်ပွဲမှာနှစ်နှစ်ဆက်တိုက် FFP problem ဖြစ်တဲ့ဘာနိုင်းစီမင်းကြီးတဲ့အတွက် Champions League မှာသူတို့ register short ခံရဖို့ရှိတယ်ဒါပေမဲ့အဲ့ဒါကဂျွန်30ရက်နေ့မတိုင်ခင်သူတို့ဖြည့်ရှင်းရမယ့်ပြဿနာဖြစ်တဲ့အတွက် Barcelona မှာလည်း သူဒုက္ခနဲ့သူပဲဆိုတော့သူတို့နွေရာသီမှာအခုမတွေ့လို့မျိုးအများကြီးခေါ်နေမှာမဟုတ်ဘူးမတွေ့ဆိုရင် download စင်ကို60 trunga free အခုနောက်ဆုံးခေါ်ထားတဲ့ republic charity တွေက55တန်း now every fernandez ကတန်း50ဆိုတော့တန်း50ရဲ့တန်း60ရဲ့တန်း40ရဲ့3ယောက်ကို150ပတ်ဝန်းကျင်ဖြစ်ပြီးတော့ ဒါ trend က free ဒါတော့မှ real madrid ကနောက်ထပ်ခေါ်ယူမှုတွေရှိကောင်းရှိနိုင်ပြီးတော့ real madrid က already 150သုံးတဲ့အချိန်မှာ barcelona 25တမ်းပဲသုံးထားတယ်ဒါပေမဲ့ club ဘက်ကအခုလောလောဆယ် financial ရလက်ရှိအသင်းကိုအပြည့်အပြောင်းလဲအချို့အပြောင်းလဲပြင်တင်ပြီးတဲ့အခါမှာ la masia က academy တွက်တင်နေဝင်းရံပြီးတော့နောက်ရာသီကိုဆက်ပြီးထပ်သွားဖို့ရှိပြီးတော့လောလောဆယ်မှာတော့ barcelona အသင်းဘက်က ဘဲတောင်ပန်တယောက်လောက်ကိုပဲခိုးသမားအပြီးမှာခိုးဖို့ဆန္ဒရှိတယ်ဆိုတော့ Louis Diaz နဲ့ဒါတစ်ဖက်ကတော့ကျွန်တော်တို့ target ထားနေတဲ့ဒါ market swash နှစ်ယောက်ပဲဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်